ကိုမသားသမီးတွေတော့မရှိဘူးဒါပေမဲ့တူတွေတူမတွေရှိတယ်တပည့်ကမွေးတဲ့ကလေးတွေရှိတယ်ဒီကလေးတွေကိုတော့ကျွန်တော်တနေ့တဲ့တစ်ချိန်ချိန်မှာအာသူတို့တွေရဲ့အရွယ်တစ်ခုရောက်လာအခုကတော့ကလေးတွေကတော့၄၅နှစ်ပဲရှိသေးတာဗောနော်သူတို့ပဇင်းတက်ပဲအရွယ်ကိုရင်ဝစ်လို့ကောင်းတဲ့အရွယ်ကြရင်တော့ကျွန်တော်အဲ့ဒီလိုမျိုးပဲအလူဒါနာဗောအလူကြီးဗောနော်ပေးမယ်လို့ကျွန်တော်စိတ်ထဲမှာစိတ်ကူးထားပြီးသားရှိပါတယ်ခင်ဗျာ ျွန်တော်တို့ကဗုဒ္ဓဘာသာတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့တကယ်တမ်းပြောလို့ရှင့်လေကျွန်တော်ခုမိတ်ကပ်ဆရာဖြစ်ပြီးတော့မှပထမမိတ်ကပ်ဆရာလောက်တော့ဆိုကျွန်တော်ရန်ကုန်มาနေမယ်ကျွန်တော်လိမ့်ဖြစ်တယ်နေတွေကိုကျွန်တော်မရောက်ဖြစ်သေးဘောခုနောက်ပိုင်းကျတော့ကျွန်တော်ဗမာပြည်အနှံ့အကုံရောက်တဲ့အခါကျတော့လေကျွန်တော်တို့မြန်မာလူမျိုးတွေကိုကျွန်တော်အယံလေးစားတယ်အယံလည်းကုံယူတယ်ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့တောင်မှဥစ္စာပစ္စည်းရှာလို့ရလာပြီဆိုလို့ရှိရင် လှူဖို့ဆိုတာကိုခဏထားသေးတယ်ခုနပြောရကိုယ့်ရဲ့မိဘကျွေးဦးမယ်သားသမီးတွေကျွေးဦးမယ်အာတပည့်သားမီးတွေကိုလှုပ်မယ်ဒါတွေပြီးတော့မှလှူဖို့ဆိုတာတတိယနေရာလောက်မှာဖြစ်တာဒါပေမဲ့ကျွန်တော်တို့ရဲ့ဒီအလူတန်းလုံနေတဲ့မြန်မာလူမျိုးဒီလူလူကြီးအကြတော့ဒီလိုမဟုတ်ဘူးသီလားဒီလအာဒီနှစ်မှာတို့လေရပတ်စံဘလောက်ထွက်မယ်အဲ့ဒီဘလောက်ဆိုတဲ့အရာအကုန်လူပြစ်တာ တိလအကောင်လိုဖြစ်တာနော်ဥပမာပေါ့နော်တချို့ဆိုလို့ရှိရင်လည်းဒါအင်းတွေလောက်တယ်ဆိုလည်းဒီနှစ်အင်းဖော်တဲ့အခါကျရင်ငားတွေဘယ်လောက်ထွက်မယ်အဲ့ဒီရရတဲ့သိန်းဘယ်နှထောင်ကိုတခါတည်းအကောင်လိုဖြစ်တာသူတို့အတွက်ဝယ်ဖို့ချမ်းဖို့စုဖို့ဆောင်စားဒါနောက်တစ်နှစ်နောက်တစ်နှစ်နောက်ဒါစီနီယာနောက်မှာပေါ့နော်ကျွန်တော်တို့လိုရှေ့မှာမဟုတ်နိုင်ဘူးပေါ့နော်အဲ့တော့ကြောင့်မလို့မြန်မာလူမျိုးတွေရဲ့စိတ်ဓာတ်ကိုလည်းအရန်လေးစားတဲ့အရန်လဲကုန်ယူတဲ့ကိုကိုတိုင်းလည်းအတုခိုးပြတယ်အဲ့တော့ကြောင့်မလို့အဲ့လိုပေါ့နော်သူများလူတွေကိုသွားရတယ်ကိုကရှေ့ဆုံးကပန်းကျဲတယ်တပိတ်လွယ်ပေးရတယ်ဒါမျိုးတွေဖြစ်တဲ့အခါကျရင်ကိုကိုတိုင်းလည်းဒီလိုအလှူဒန်းမျိုးကို ပေါ့နော်ဘဝမှာတစ်ကြိမ်တော့ရအောင်လှူအောင်မယ်ဆိုတော့စိတ်ကတော့ကိုယ်မှာရှိတယ်အဲ့တော့ကိုပြေးကြည့်လိုက်တဲ့အခါမှာကိုမသားသမီးတွေတော့မရှိဘူးဒါပေမဲ့တူတွေတူမတွေရှိတယ်တပည့်ကမွေးတဲ့ကလေးတွေရှိတယ်ဒီကလေးတွေကိုတော့ကျွန်တော်တနေ့တဲ့တစ်ချိန်ချိန်မှာအာသူတို့တွေရဲ့အရွယ်တစ်ခုရောက်လာအခုကတော့ကလေးတွေကတော့၄၅နှစ်ပဲရှိသေးတာဗောနော်သူတို့ပဇင်းတက်ပဲအရွယ်ကိုရင်ဝစ်လို့ကောင်းတဲ့အရွယ်ကြရင်တော့ကျွန်တော်အဲ့ဒီလိုမျိုးပဲအလှူဒါနာဗောအလှူကြီးဗောနော်ပေးမယ်လို့ကျွန်တော် စိတ်ထဲမှာစိတ်ကူးထားပြီးသားရှိပါတယ်ခင်ဗျ။အော်ကျွန်တော်ကိုအာကိုသားကြီးဆိုပြီးတော့စဖြစ်လာကြတဲ့အားလည်းတိုက်ခိုက်မှုတွေရှိတယ်။အာဒီလောကထဲဟိုပေါ့နော်စပြီးတော့ကျွန်တော်ဒီ wedding industry ကိုစဝင်လာကြတဲ့အား2000နဲ့အာ2008 9လောက်ခရေဝင်ခဲ့တာ။အဲ့ခရေကလည်းဒါအတိုက်ခံနေအတားအဆီးတွေအများကြီးရှိခဲ့တယ်။ဒီအတိုက်ခံနေအတားအဆီးကိုကြော်လွှားရင်းနဲ့ပဲအခု ဒီနေရာမှာရက်တည်နေနိုင်တာပေါ့နော်အဲ့တော့အဲ့လိုအတိုက်ခံနေတာစီးတွေရှိလာတဲ့ခါကျရင်ဒီကအင်တာဗျူးကိုနားထောင်နေတဲ့ညီငယ်ညီမငယ်လေးတွေကိုကျွန်တော် sharing လုပ်ပေးခြင်းနဲ့ဘာဖြစ်လို့လဲဆိုတော့တိုက်တိုက်ဆိုင်ဆိုင်ပဲတနေ့ရနေမယ်ကျွန်တော်ကိုကျွန်တော်တပည့်တယောက်ကမေးတာအကိုတဲ့အဲ့လိုပေါ့နော်တိုက်ခိုက်မှုတွေအဆော်ကားမှုတွေပေါ့နော်အခက်ခဲတွေကြုံလာတဲ့ခါကျရင်ဘလို့ရင်ဆိုင်ဖြည့်ရှင်းခဲ့လေတဲ့သိချင်လို့ပြောပြပါဆိုမေးတယ်ပေါ့နော်မေးတော့ကျွန်တော်ဖြေခဲ့ဘူးတဲ့အခုလက်ဒီမှာဖြေမယ်ပေါ့နော်ဘာလဲဆိုတော့ ကျွန်တော်တို့ကအတိုက်ခံတွေအတားအဆီးတွေအခက်အခဲတွေတွေ့လာတဲ့ခါကျရင်ကြောက်သွားစရာမလိုဘူးတုံ့လုံသွားစရာမလိုဘူးအဲ့ဒီအရာဒီကိုတဆင့်တက်ဖို့အတွက်လှေကားတစ်ခုလို့သတ်မှတ်ပေးပါအဲ့ဒီနေရာကိုရောက်အောင်ကြော်လှလိုက်တဲ့ခါကျရင်အဝေးကြီးမကြည့်နဲ့နောက်တစ်ပတ်နေနောက်လှည့်ကြည့်တဲ့ခါကျရင်ကြီးစရာတွေဖြစ်သွားရောပြီးတော့နောက်တစ်ခုကဘာလဲဆိုတော့အာလူတွေဆိုတာကခံစားတတ်တဲ့နှလုံးသားရှိတယ်ဒါကအနက်ဆိုင်ဆုံးနေရာပေါ့နော် ပေါ့ပေါ့လေးပြောမယ်ဆိုတော့မျက်လုံးတွေရှိတယ်နားတွေရှိတယ်ပေါ့နော်ဒီမျက်လုံးတွေနားတွေကမြင်နေတွေ့နေကြားနေတာပဲပြီးရင်အိုက်ထက်ပို့ပြီးနှက်ဆိုင်မယ်ဆိုရင်နှလုံးသားနဲ့ခံစားလို့ရတယ်သူတို့ဝေဖန်နေတယ်လို့သူတို့တိုက်ခိုက်နေတယ်လို့ဟုတ်နေလားမဟုတ်နေဘူးလားဆိုတာကဒါအသိတာကြီးပဲထင်ရှားနေတာပဲဒါပေမဲ့အဲ့ဒီဝေဖန်နေတဲ့သူတွေကတော့မျက်လုံးစွန့်မိတ်ပြီးတော့ဝေဖန်နေမှာပဲဒါကလည်းသူတို့အလုပ်ပဲပေါ့နော်အဲ့ဒီရဲ့အကူတူကံကဒါသူတို့စီကိုပါသွားမယ် အဲအာကုတ္တကံသူတို့တစ်ချိန်ကျရင်ပြန်ခန်းစားရမယ်အဲ့တော့ကြောင့်မလို့ကျွန်တော်ကတော့ဘသူ့အမလည်းမဝေခံဘူးကျွန်တော်လည်းအာကုတ္တမယူဘူးကျွန်တော်လည်းငရဲအစ်စ်ဝက်အစ်စ်ကျွန်တော်မယူဘူးအဲ့စကားလေးကလေဖုံဖုံတပားဟောတာတာအရန်ကြိုက်လို့ငရဲအစ်စ်ဝက်အစ်စ်ကျွန်တော်မယူဘူးဘာဖြစ်လို့ဆိုတော့အခုကျွန်တော်တို့နေနေတဲ့ဘဝမှာတော့မှာပေါ့နော်သဘောတရားပြောကျွန်တော်ငလင်းနေလှုပ်တယ်ကျွန်တော်ခံရတယ်ရေရည်ကြီးတယ်ခံရတယ်ဒါတွေကဘာလဲဆိုရင်ကျွန်တော်တို့အရင်ဘဝကပါခဲ့တဲ့ငရဲအဟောင်းတွေဝက်အဟောင်းတွေကိုကျွန်တော်ဆက်နေရတာ ဓာရီတော်ဆက်လို့မကုန်သေးတဲ့ကာလာကြီးမှာဘာဖြစ်လို့အသက်တွေထပ်ယူမှာတော့ဟုတ်တယ်မလားကုသိုလ်အသက်ပဲယူမယ်လေငရဲအသက်ဝက်အသက်ထပ်မယူဘူးကျွန်တော်ကတော့အဲ့တော့ချဲ့ရတဲ့ဒါညီငယ်ညီမငယ်လေးတွေလည်းကျွန်တော်အင်တာဗျူးလေးကိုနားထောင်ပြီးတဲ့အခါကျရင်လည်းငရဲအသက်ဝက်အသက်ဖြစ်မဲ့ကိစ္စမျိုးတွေရှိရင်အာရှောင်ရှားပါလုံးဝမတို့ပါနဲ့အဲ့ဒီအရာကြီးကို ချီတော့ကြီးလို့သဘောထားပါအဲ့ချီတော့ကြီးဖွင့်လိုက်ရင်အရန်နန်နဲ့ကင်လိုက်ရင်ပေတယ်ဆေးလို့မပြောင်တော့ဘူးအဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့တွေဝေးဝေးကနေရှောင်သင့်တယ်လို့ဒီနေရာကနေ sharing နဲ့လုပ်ပေးပါရစေခင်ဗျာ